British အလုံးမြင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြဆွန်လာရေးပါရှင် British Jet Quarantine ဆက်ပြီးမဲ့တရင်ကြောင်းလေးကတော့ဆိုလွန်ဆန်းဆိုင်ခန့်လဲတဲ့ဆလုံးမဒီထက်ရဲ့မြင်္ဂလာတရင်လေးပဲဖြစ်ပါရယ်မြင်္ဂလာပါ British Jet ဆန်းဆန်းခန့်လဲတဲ့ဆလုံးမဒီထက်တို့ဟာမြန်မာအနုပညာလောကကြီးမတူညီတဲ့နေရာများကနေလူများရဲ့စိတ်ဝင်စားမှုကိုအခိုင်အမာရရှိထားတဲ့ပုံကိုယ်တွေဖြစ်ကြပါရယ်ဆာဆန်းခန္ဓာဟာဂီတာနဲ့ပင်မာစတဲ့ကနှစ်ပညာနဲ့ပဲပေါင်းစုံတို့အခြေဆန်းနိုင်ခဲ့သူဖြစ်ပြီး၎င်းရဲ့မွေးရဇတိဖြစ်တဲ့တောင်ကြီးမြို့မာတီရန်ကုန်မြို့ထိတိုင်းနိုင်ငံလုံးပရိတ်တက်ကိုပ ိုင်ဆိုင်ထားသူဖြစ်ပါရယ်သူဟာ2000နှစ်များအစောပိုင်းမှစရွေမြမဂီတလောကကိုစတင်ကန်လုပ်ခဲ့ပြီး Port နဲ့ Hihot ဂီတဖြင့်လူငယ်များရဲ့နှလုံးသားကိုတိမ်ပိုက်ထားနိုင်ခဲ့တဲ့သူဖြစ်ပါရယ်သူရဲ့အချင်းများဟာဆိုလို့ရှိရင်ခင်မီတဲ့စီးချက်များယူသားပွင့်နေတဲ့စာသားများပါဝင်လေ့ရှိပြီး Britain နဲ့အမြဲတမ်းထိတွေ့နေတဲ့အနုပညာရှင်တူလည်းဖြစ်ပါရယ် အထူးသဖြင့်နေစစ်ကျင်းပါလိရှိနေတဲ့ဝင်းနေဖြောဖြေပွဲများဒီမြန်မာနိုင်ငံရဲ့ဖြောဖြေရေးပွဲများနဲ့အကြီးကျယ်ဆုံးတဲ့အမျိုးနည်းစုပွဲများထက်တွေပါဝင်လျက်ရှိပါတယ်။ဂီတာအပြင်ရုပ်ရှင်လောကမှာလည်းအောင်မြင်မှုများစွာရရှိတာကအကယ်ဒမီများကိုလည်းရရှိပိုင်ဆိုင်ထားပြီးထူးခြားတဲ့တရုတ်ဆောင်ဆွမ်းရည်ကိုလည်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ တဖက်မှာဆိုရင်လည်းစေလုံးဝတီထန်ဟာဆိုလို့ရှိရင်နာမည်ကျော်မင်းသမီးကြီးချက်ချက်မဦးနဲ့သူဒီတော့တမီးရတနာလေးဖြစ်တဲ့အာနီယောစွာမွေးဖွားလာတဲ့အချိန်မှာစ၍အများရဲ့အာယုဆိုင်ခြင်းကိုလည်းခံခဲ့ရသူဖြစ်ပါရယ်။သူမရဲ့ချစ်ပွဲအမိအရင်အပြင်ချစ်စနုအမိကတော့ပူပူလေးအဖြစ်လူများကတိကျတာဖြစ်ပါရယ်။မင်းသမီးကြီးချက်ချက်မဦးရဲ့သူဒီတော့တမီးဖြစ်ခြင်းကြောင့်သူမရဲ့အကြည့်ပင်လာမှုနဲ့လှုပ်ရှားမှုမှဓမြဟာပရိသတ်ရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ရလည်းဖြစ်ပါရယ်။လက်ရှိချိန်မှာတော့အရွယ်ရောက်ရှိလာပြီးသူမရဲ့မိခင်နဲ့အတူလူမှုကွန်ရက်ဆက်မျက်နှာများကြွေးပုံမှန်တွေ့မြင်လာရ တော့လည်းပဲနှုတ်ပြအလုံးများကိုတရားဝင်စားတင်လုပ်ကမ်းခြင်းရှိမရှိကိုတော့အသိကြမသိရတော့ပါဘူး။သို့တော့မြန်မာအနုပညာရှင်မိဘများရဲ့အနုပညာအဝေးကိုဆက်ခံမဲ့အလားအလာရှိနေတဲ့သူအဖြစ်အများကစိတ်ဝင်စားစောင့်ကြည့်နေခဲ့ကြတယ်ဖြစ်ပါရဲ့။အခုတစ်ခါမှဆိုရင်တော့တရုတ်ဆောင် မင်းသားဆဆိုင်ခန့်လိုက်တဲ့ဆလွန်ဒီထရီရဲ့တရင်တွေကထွက်ပေါ်နေခဲ့တဲ့ဖြစ်ပါရယ်သူတို့နူဟာဆိုလို့ရှင်ယခုချိန်မှာကိုစီအောင်မြင်နေကြပြီးအတက်အယွင်အားဖြင့်လဲကွာရှန်လာပေမဲ့လဲဆဆိုင်ခန့်ရဲ့နှုတ်ပြနေတဲ့ရုပ်ရည်ကြောင့်လိုက်ဖဲလွန်တဲ့ဆိုပြီးပရိတ်တကျူကပြောဆိုနေခဲ့ကြတယ်ဖြစ်ပါရယ်ဟုတ်ကဲ့ပါပရိတ်တကျူတွေပရိတ်တကျူတွေနေနေရောဒီဥစ္စာမင်းသားဆဆိုင်ခန့်လိုက်တဲ့ဆလွန်ဒီထရီကိုတဘောတူခဲ့ကြလားဆိုတော့ကောမမပြောသွားခဲ့ကြပါဦးရှင်ပရိတ်တများလုံးမဲ့ရှင်နဲ့ရှင်မြင်ကြပါစေရှင်